သူကတော့ကျွန်တော်ကိုကြောက်ပါတယ်။သူကတော့ကျွန်တော်အဲကြောက်ရဆိုတော့သူကအဲဘယ်လိုလဲကျွန်တော်အလိုလိုက်တယ်ပေါ့နော်။အလိုလိုက်တဲ့ခါကျတော့သူကျွန်တော်ဖြစ်ချင်တဲ့အတိုင်းပဲသူအနောက်ကနေပြီးတော့အကောင်းဆုံးလိုက်လုပ်ပေးတယ်။ရှိပြီပေါ့သူက step by step ပေါ့ပြောရရှင်တော့16ပြီး16လာမှာပေါ့။ ရှိပါတယ်လိမ့်မရင်ပေါ့တို့အမြဲတမ်းအိမ်မှာပဲစားနေရဟုတ်တယ်အိမ်မှာပဲစားနေကြည့်ကျွန်တော်ကလည်းကျွန်တော်ရဲ့ဝေယဝတ်စားတယ်ကျွန်တော်လောရတာကြိုက်တဲ့အတွက်ကြောင့်မလို့ခါကျရင်အခုကျွန်တော်ဒါရိုက်လုပ်လို့ရှိရင်လည်းသူ့ကိုကျွန်တော်စားတဲ့ဟာပဲကျွေးဖြစ်တယ်ပေါ့နော်ကျွေးဖြစ်တဲ့ခါကျတော့ကျွန်တော်လည်းလှရတယ်သူလည်းလှရပါ ဒီနေ့ကရွှေ beauty palace ရဲ့ဒါသုံးဆိုင်ဝင်မြောက်ဖွင့်ပွဲပေါ့နော်အာဒီအမအဒီဆိုင်ရှင်အကိုရေမားရနေလဲဒါအမတို့ကမုံနေလဲဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အဲဘယ်လိုပြောမလဲလာပြီးတော့ကုန်ပြီဖြစ်တာပေါ့ဒါဒီဆိုင်မသက်ခင်ကလေးကလည်းအမတို့နဲ့ကကြတော့ဟိုအရင်ကလေးကရှင်းနေပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့မသိတော့မစုံတော့လည်းကြာပြီဆိုတော့လေအားကြောင့်မလားတူလားတူကမဟုတ်ဘူးတူကတော့ကျွန်တော်ကိုကြောက်ပါတယ်တူကတော့ကျွန်တော်အဲကြောက်လို့ဆိုတော့တူက အဲဘယ်လိုလဲကျွန်တော်အလိုလိုက်တယ်ပေါ့နော်အလိုလိုက်တဲ့ခါကျတော့သူကျွန်တော်ဖြစ်ချင်တဲ့အတိုင်းပဲသူအနောက်ကနေပြီးတော့အကောင်းဆုံးလိုက်လုပ်ပေးတယ်ဒီမှာကျွန်တော်တယောက်တည်းနေရတဲ့ခါမှာသူကအာမိသားစုလိုလည်းဟုတ်တယ်ကိုယ့်ရဲ့ makeup artist လိုလည်းဟုတ်တယ်ပြောလို့ရှိရင်တော့အကိုရောရောအမလိုရောအာဟုတ်ပါဘူးအမလိုရောညီမလေးလိုမျိုးရောပေါ့နော်ဆိုတော့ကိုယ့်ရဲ့မောင်နှမလိုရောအခင်ဆုံးလို့လည်းပြောပြီးတော့ရှိရင်အာကိုရောဆိုမှာတယောက်နဲ့တယောက်ကကြတော့သူလည်းတယောက်တယ်ကျွန်တော်လည်းတယောက်တယ်ဖြစ်တဲ့အတွက်ကြောင့်မလို့အများနဲ့ အဲကျွန်တော်တို့တိုင်တိုင်ပင်ပင်နဲ့ပြောဖြစ်တယ်ဘာမဲ့သူနဲ့ကျွန်တော်နဲ့ဆိုတော့ကျွန်တော်ကပို့ပြီးတော့လူကြီးဆန်တယ်ပေါ့နော်အများတန်းထိမ့်ပေးနေရတယ်ပေါ့နော်အာသူကစိုးရယ်စိုးရယ်ခါကြတော့ခါကြလို့ရှိရင်တော့အဲ့လိုမျိုးအာကိုအရန်စိုးလိုက်တဲ့ခါကြလို့ရှိရင်ကျွန်တော်အဲ့လိုမျိုးတိတ်စကားမပြောတော့ဘူးနော်ကျွန်တော်အရန်စူးစူးတာပါတော့အဲ့လိုမျိုးလဲကျွန်တော်မလုပ်ချင်တဲ့ခါကြတော့လေအဲ့လိုမျိုးဟိုကျွန်တော်သွားချင်တဲ့ပုံစံတော့ကျွန်တော်တပြည့်ပြည့်တော့ပုံသွင်းနေခင်ဗျာပုံသွင်းပြီးတော့ရှင်တော့သူလည်းအဲ့လိုမျိုး ဟိုလိမ့်ပါရေပေါ့နော်အဓိကကျတော့ဘယ်ရမှာဆိုပေါ့ကိုကိုတိုင်းလိုချင်တာပဲမရပါဘူးနော်ကိုဖြစ်စေချင်တာကိုအရင်ပေးတော့ခါကြတော့မှအဲမေတ္တာရင်ပေးလို့ရချင်တော့သူကိုတိုင်းလည်းကိုအပေါ်မှာပြန်ပြီးတော့ပြန်ကောင်းလာတာပေါ့ဟုတ်သူကကျွန်တော်အကြောင်းနေရတာဒါကျွန်တော်တို့ကြောက်တယ်ကျွန်တော်ကတော့အရင်ကတည်းကကျွန်တော်တယောက်တည်းနေရတဲ့ခါကျတော့ကျွန်တော်နည်းနည်းတော့လူကြီးဆန်တယ်ပေါ့နော်လူကြီးဆန်တဲ့ခါကျတော့သူတို့တွေကကျွန်တော်စကားတော့နားထောင်တယ် အဲအိမ်ကအမတွေကအစားကျွန်တော်စကားနားထောင်တယ်ကျွန်တော်ကတော့နည်းနည်းလူကြီးဆန်တဲ့ခါကြတော့လေဆိုတော့ဟိုခါကြလို့ရှိရင်တော့ကျွန်တော်တော့တိတ်ပြီးတော့စူရာတော့ဘာလို့တိတ်တော့မလုပ်ခါကြအဲ့လိုမျိုးအဲ့ကြည့်လိုက်လို့ရှိရင်ကျွန်တော်ဗာပြောချင်လဲသူတို့တည်ရဲ့ခါကြပါလေအဲ့လိုရှိပြီပေါ့သူက step by step ပေါ့ပြောရရှင်တော့16ပြီ16လာမှာဟုတ်ဟာသူတို့ပြောချင်ရှိပါတယ်လိမ့်မာရင်ပေါ့ဒီခါကြလို့ရှိရင်အဲ့လိုမျိုးဟိုဘယ်လိုပြောမလဲအလုပ်ပေါ်မှာအာ မေးတဲ့ဒါတော့ဘာလို့ဖြစ်တယ်ကျွန်တော်ကကျတော့ဟိုအလုတ်ကိုအာယုံစိုက်တာနဲ့တန်မိုးထားတာကိုပဲကျွန်တော်ပို့သဘောကျတဲ့အခါကျတော့ကျွန်တော်အလုတ်ပေါ်မှာဒီလေးဖြစ်တာပို့တော့သဘောကျတဲ့အခါကျလို့ရှိရင်မပစ္စည်းတွေမေးကြံခဲ့တာတော့ပြောလို့ရှိရင်တော့တကူကူမေ့သွားတဲ့ခါကျတော့ကျွန်တော်မကြိုက်ဘူးပေါ့နော်အဲ့ခါကျအဲ့ဒါတွေအရန်တင်ပေးရတယ်ဒါကတော့ကျွန်တော်နဲ့မှမဟုတ်ဘူးပေါ့နော်သူရှေ့ရှောက်ရမယ်အဲသူရဲ့အလုတ်ပေါ်မှာပဲဖြစ်ဘယ်အလုတ်ပေါ်မှာပဲဖြစ်ကိုယ်အလုတ်ကိုတန်ဖိုးထားမှဒီအလုတ်ကကိုယ့်ကိုပြန်ပြီးတော့ဟို တန်ဖိုးထားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတူတဲ့ကောင်းစေချင်လို့ကျွန်တော်ကတော့ဟိုကျွန်တော်ပုံစံအတိုင်းကိုကျွန်တော်ရဲ့အတွေ့အကြုံတွေကျွန်တော်အလုပ်ဘလို့လုပ်တဲ့ပုံမှာကျွန်တော်တင်ပြပေးတာပါဟုတ်ကဲ့သူအမြဲတမ်းအိမ်မှာပဲစားနေရဟုတ်တယ်အိမ်မှာပဲစားနေကြည့်ကျွန်တော်ကလည်းကျွန်တော်ရဲ့ဝေယဝတ်စားတယ်ကျွန်တော်လောရတာကြိုက်တဲ့အတွက်ကြောင့်မလို့ခါကျရင်အခုကျွန်တော်ဒါရိုက်လုပ်လို့ရှိရင်လည်းသူ့ကိုကျွန်တော်စားတဲ့ဟာပဲကြွေးဖြစ်တယ်ပေါ့နော်ကြွေးဖြစ်တဲ့ခါကျတော့ကျွန်တော်လည်းလှတယ်သူလည်းလှတယ်ပါအဲကျေးဇူးအများကြီးတင်ပါတယ်ဒီကကျတော့ဟိုဒါဟိုကျွန်တော်တို့အမြဲတမ်း ဟိုအလုပ်ပုံမှာပဲဖြစ် personal ကိစ္စပဲဖြစ်အများတန်းဟိုကိုယ်ကိုယ်တိုင်ခုနကတော့ကျွန်တော်ပြောလို့မျိုးပဲကျွန်တော်ကိုယ်တိုင်နှွေးချွေးပေးလို့သူပြန်ပြီးတော့နှွေးချွေးပေးတာကျွန်တော်သူ့ကိုဘယူးဆိုင်ပေးလို့သူပြန်ပြီးတော့ဘယူးဆိုင်ပေးတာပေါ့နော်အဲ့ခါကြာလို့ရှိရင်တော့ဘေးနားလူတွေလည်းမြင်ရတယ်ကျွန်တော်တယောက်နဲ့တယောက်ဟိုအလုပ်တဘောဆိုတာအထက်ကျွန်တော်တို့တယောက်နဲ့တယောက်ဘာတွေလိုအပ်လဲဆိုတာဖြည့်စီပေးနေတယ်ပဲဟိုဘယ်လိုပြောမလဲဒီကျွန်တော်တို့ ိုဘယ်လိုပြောမလဲမိသားစုလိုမျိုး relationship လေးဖြစ်သွားတဲ့ခါကျတော့လေအာသူကိုယ်တိုင်လည်းဟိုကျွန်တော်မကောင်းအောင်ဆိုရင်လည်းသူအကြာကြီးလို့ကျွန်တော်ပင်နာမှာနေနိုင်မှာမဟုတ်ဘူးလေเนาะအမှဆိုသူမကောင်းအောင်ဆိုရင်လည်းကျွန်တော်လည်းကြာကြီးလက်သွဲနေတာမဟုတ်ဘူးခါကျွန်တော်တယောက်ဒီတိုင်းပဲညှိနှိုင်းနေပဲအဲကျွန်တော်တို့အလုပ်တူတူလုပ်ကြရတာပေါ့ဟုတ်အာဒီ ship beauty brand ဆန်ဖွင့်ပွဲကနေစပြီးတော့အဲထပ်ပြီးတော့ customer အများကြီးနဲ့အတူတူအဲဆိုင်ခွဲတဲ့အများကြီးအများကြီးတခြားမျိုးတွေမှာလည်းထပ်ပြီးတော့ဖွင့်နိုင်ပါစေလို့ဆုတောင်းပေးပါရခင်ဗျာ